ဒီကနေ့ခေတ်လူတွေလည်းပဲအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေရှိတာပဲဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေရှိပြီးတော့ဘာဖြစ်လို့တရားဥပညာကြသလဲဆိုတော့ရခြင်းတဲ့ဆန္ဒထိုဆန္ဒအားလျော်စွာကြိုးစားအထုတ်မှုဆိုတာမလုံးကြဘူးလေနိဗ္ဗာန်ကိုရွှေ့ဆိုင်းထားပြီးတော့နောက်ဖျားကြမှာပဲလိုက်တော့မလို့လို့ ဒီလိုရွှေဆိုင်ကြတာ postpone လုပ်တဲ့လူကများရတယ်လေနေဘသွားမယ်ဆို postpone လုပ်မယ်အေးအပြောပါသွားရမယ်ဆိုရင်တော့ ready ပေါ့အဲ့ဒါလို့ပါရမီတွေရှိပြီးတော့ဉာဏ်ဉာဏ်သွေးထမြက်တော်လဲပဲစိတ်ဆန္ဒမရှိဘူးဆိုရင်မဖြစ်ဘူးသွားနော်စိတ်ဆန္ဒတော့ရှိတယ်မကြိုးစားဘူးဆိုရင်မဖြစ်ဘူးကြိုးတော့ကြိုးစားတယ် မရရင်စိတ်တက်ကလျှော့သွားတယ်ဆိုရင်မဖြစ်ဘူးလုံနည်းလုံးဟန်အသိဉာဏ်နဲ့စဉ်းစားစဉ်းစားပြီးတော့မကြိုးစားဘူးဆိုရင်မဖြစ်ပြန်ဒါကြောင့်မို့လုပ်ငန်းတစ်ခုအောင်မြင်မှုအတွက်ကဘာရှိရမှာလဲလို့ဆိုရင်နံပါတ်1ကစန္ဒစန္ဒရှိတဲ့အတိုင်နံပါတ်1ကစန္ဒနံပါတ်2ကစန္ဒရှိတဲ့အတိုင်ကြိုးပမ်းအထောက်တဲ့ဝီရိယကြိုးစားအထောက်ပြီးဆိုရင်လွယ်လွယ်ကူကူဟာပဲအရာမှမဖြစ်ဘူး ထုံးစားဖြစ်တဲ့လူကအနှဲငယ်တာရှိကောင်းရှိအရာခသိဟခက်ခဲတာပဲတောင်ထိပ်ပေါ်ရောက်ဖို့တက်တယ်ဆိုတာမပင်မမဲနဲ့မရဘူးတဲ့အဲ့ဒီခါကျတော့လုံလဝိရိယတော့ထုတ်ပါရဲ့အခက်ခဲလေးကျုံလာတဲ့အခါစိတ်ဓာတ်ကပြော့ကျသွားတယ်စိတ်ဓာတ်မခိုင်ပါဘူးဆက်ပြီးစူးစမ်းခြင်းနဲ့မရှိဘူးဆိုလို့ရှိရင်မရပြန်ဘူးတောင်မို့ဆန္ဒရှိရမယ် လုံလဝိရိယရှိရမယ်စိတ်ဓာတ်ကြံခိုင်ရမယ်သို့တော့ဆန္ဒလည်းရှိတယ်ဝိရိယလည်းရှိတယ်စိတ်ဓာတ်လည်းကြံခိုင်တယ်လုံနည်းလုံဟန်လွဲမနိုင်ပြန်ပြီဆိုလို့ရှိရင်မရဘူးဒါကြောင့်မို့ဝိမန္တဆိုတာမကနဲ့အမြင်တစ်ခုစဉ်းစားဆင်ခြင်မှုတွေနဲ့လောက်ရမှာဖြစ်တယ်အသိဉာဏ်နဲ့လောက်ရမှာဖြစ်တယ်ဒါဟုတ်ပဲအဓိပတိပစ္စယောလို့တစ်ခုစီတစ်ခုစီဥဆောင်ပြီးတော့အောင်မြင်သွားတာတွေ ဆန္ဒကစတင်ပြီးကြိုးစားလို့အောင်မြင်သွားတာရှိတယ်။ဝီရိယကိုပဲအဓိကထားပြီးအောင်မြင်သွားတာရှိတယ်။စိတ်ဓာတ်ကြံ့ခိုင်မှုကိုအဓိကထားပြီးအောင်မြင်သွားတာရှိတယ်။ဝိမန္တဆိုတဲ့အသိဉာဏ်ဥဆောင်ပြီးတော့အောင်မြင်သွားတာတွေလည်းရှိတယ်။ဥဆောင်တဲ့အခါတော့ဒီလေးခုကတစ်ခုပဲဥဆောင်တော်တော်တစ်ခုတည်းနဲ့ဖြစ်တာမဟုတ်ဘူးလေးခုပေါင်းမှဖြစ်တယ်လို့ပြောဖြစ်တယ်။ဥဆောင်မှုကတော့တစ်ခုလို့ပြောတာเนาะအလုံးဟာလေးခု အဒီဝတိ၄ပါးလို့လည်းခေါ်တယ်အဋ္ဌိပတ်၄ပါးလို့လည်းခေါ်တယ်အဋ္ဌိအဋ္ဌိပါဒအောင်မြင်ကြည့်ပွားခြင်းအကြောင်း၄ရက်လို့ဒီအကြောင်းရက်တွေရှိမှအောင်မြင်နိုင်တယ်လို့သူတို့ဆိုတာပေါ့နော်